ဒီအကြောင်းလေးကတော့ကျွန်တော်တို့တငယ်ချင်း၃ယောက်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်စမ်းလေးမလို့ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။ပြီးတော့အခုအကြောင်းအရာထဲမှာယွာနာမည်နဲ့အလုပ်ကိစ္စတွေကိုချန်လက်ထားခြင်းအတွက်ကိုလည်းနားလည်ပေးစီလိုပါတယ်။ကျွန်တော်တို့တငယ်ချင်း၃ယောက်ခရီးတူထွက်ခဲ့စဉ်ဟာဖြစ်ပါတယ်။သွားရတဲ့ခရီးကလည်းမြိတ်မြို့ပါ။ပြီးတော့၃ယောက်လုံးကလည်းမြိတ်မြို့ကိုတစ်ကြိမ်တစ်ခါမှရောက်ခဲ့ဘူးခြင်းမရှိတဲ့အတွက်ပျော်လဲပျော်နေကြပါတယ်။ကျွန်တော်နာမည်ကတော့ညင်ညီဖြစ်ပြီးတော့ကျန်တဲ့နှစ်ယောက်ကတော့သူရနဲ့မင်းကိုလိုခေါ်တွင်ကြပါတယ်။ကျွန်တော်တို့ရဲ့ခီးစဉ်ကတော့ရိုးရှင်းလာပါတယ်။အဝေးပြေးကားကြီးနဲ့မြိတ်မြို့ကိုတိုက်ရိုက်သွားရမှာပါ။ ရန်ကုန်ကနေမော်လမြိုင်မော်လမြိုင်ကနေဒဝဲဒဝဲကနေမြိတ်စသဖြင့်အစင်းစင်ခရီးနေခဲ့ကြပြီးတော့မြိတ်မြို့ကိုရောက်တဲ့အခါမှာတော့လူတွေလည်းပင်ပန်းပြီးတော့နှုံးချီနေကြပါပြီ Facebook ကားပေါ်ကနေမြိတ်ကားဝင်းအတွင်းထိမစည်းတော့ဘဲနဲ့မြို့ရင်းမရောက်ခင်မှာပဲကားပေါ်ကဆင်းလိုက်ကြပြီးတော့တဲခိုကန်းကိုသွားဖို့အတွက်ဆိုင်ကယ်ငှားစီလိုက်ကြပါတယ်ကိုရီကလည်းတခါမှမရောက်ဘူးတဲ့အတွက်ဆိုင်ကယ်မောင်းသူကိုပဲဈေးတက်တက်တတာနဲ့တက်တက်ရရရှိတဲ့တဲခုကန်ကိုပဲမောင်းခိုင်းလိုက်ရပါတော့တယ်။အရင်နောက်မှာတော့ဆိုင်ကယ်သမားတွေကဇဂဝါလမ်းမကြီးတွေကတဲခုကန်တစ်ခုကိုလိုက်ပို့ပါတယ် အဲ့ဒီတဲခုခန်းလေးကတော့ဈေးလဲချိုပြီးတော့တကယ်လဲတက်တက်ရရရှိပါတယ်တဲခုခန်းမှာကတယောက်ခန်းနဲ့နှစ်ယောက်ခန်းရှိပါတယ်ကျွန်တော်တို့ကလည်းယောက်ျားလေး၃ယောက်ဖြစ်တာကြောင့်နှစ်ယောက်ခန်းကိုပဲ၃ယောက်စုနေလိုက်ကြပါတယ်တဲခုခန်းရဲ့မန်နေဂျာကလည်းသဘောကောင်းတဲ့အတွက်၃ယောက်နေလို့ရခဲ့တာပါအခန်းထဲကိုရောက်တော့ခရီးပန်းလာတဲ့အတွက်ခြေပြစ်လက်ပြစ်နဲ့လဲချလိုက်ကြပြီးတော့အနားယူလိုက်ကြပါတယ်အချိန်တော်တော်ကြာတော့မှပဲ၃ယောက်သားဟာနိုးလာကြပြီးတော့အပြင်ကိုကြည့်လိုက်တဲ့အခါညနေတောင်တော်တော်စောင်းနေခဲ့ပါပြီဒီတော့မှပဲရေမိုးချိုးပြီးတော့အပြင်ထွက်လိုက်ကြကအဝိုင်းနာကကြေးဥဆိုင်တစ်ဆိုင်မှာပဲကြေးဥတောက်လိုက်ကြပါတယ် အရိဆိုင်ကလည်းတော်တော်လေးလက်ရကောင်းပြီးတော့ဈေးလဲတန်ပါတယ်စားတော့ပြီးပြန်လာကြတော့ဘယ်မှမသွားတော့ပဲနဲ့အခန်းထဲမှာပဲနေလိုက်ပါတော့တယ်နောက်ရကြမှာပဲမရောက်ဘူးတဲ့နေရာတွေကိုလိုက်လည်မယ်ဆိုစိတ်ကူးထားလိုက်ကြပြီးတော့အရိညမှာတော့စောစောအိပ်ရာဝင်လိုက်ကြပါတယ်ကျွန်တော်တို့ရဲ့ခီးစဉ်ကအလဲပတ်နေပြီးတော့အလုတ်ကိစ္စကသာများတာပါဒီတော့လည်းနောက်တနေ့တည့်ရက်ပဲလဲရမှာဖြစ်ပြီးတော့ကျန်တဲ့ရက်တွေမှာတော့အလုတ်တွေပဲလုပ်ရတော့မှာပါမနေ့ရောက်တော့9နာရီထိုးလောက်မှာအိယာကထားကြရပြီးတော့ရေမိုးချိုးကအပြင်ထွက်လာခဲ့ကြရပါတယ်ဒီကနေ့ကတော့ရောက်ခစားဖြစ်တဲ့အတွက်အလုတ်ကိစ္စကိုမဆကျင်သေးပဲနဲ့ မြို့ရဲကိုသာလမ်းလျှောက်ထွက်ခဲ့ကြတာပါမင်းမြို့ကြီးကတော့အခုချိန်မှာတော်တော်လေးကိုစီကားနေပါပြီလမ်းပေါ်မှာလည်းကားတွေဆိုင်ငယ်တွေကဥဒလဟုသွာလာနေကြပါတယ်ဒါပေမဲ့လည်းအခက်အခဲတစ်ခုရှိတာကတော့သူတို့ရဲ့စကားကိုတော်တော်လေးနားထောင်ရတာပါမြိတ်တန်ဝဲဝဲနဲ့ပြောတဲ့စကားတွေကလည်းတမျိုးလေးနားထောင်ကောင်းလာပါတယ်ကျွန်တော်တို့ကလည်းတဲခုကန်မန်နေဂျာကိုမနက်ကမေးကြည့်ပါသေးတယ် တဝဲစကားနဲ့မြိတ်စကားတူလားပေါ့ဒီတော့ तू ကမတူဘူးလို့လည်းပြောပါတယ်စင်တယ်လို့လို့ရှိပေမဲ့တဝဲကတဝဲစကားမြိတ်ကမြိတ်စကားလို့ပြောပြပါတယ်အခုချိန်မှာမမိတာတော့ပတ်စံကိုအတန်ဝဲဝဲနဲ့ကြီးပြားကြီးပြားဆိုပြီးခေါ်တာတခုပဲမမိပါတော့တယ်ကျွန်တော်တို့တွေကလည်းညနေပိုင်းမှာကန်းနာဆေးကိုလည်းရောက်ခဲ့ပါသေးတယ်ဟိုးငငယ်လေးတွေကဒီလိုမျိုးခရီးတွေထွက်ချင်ခဲ့ပြီးတော့အခုလိုမျိုးခရီးထွက်ရတာပျော်လဲပျော်မိပါတယ်ရန်ကုန်မှာစားရတဲ့ပင်လယ်စာကိုလည်းပေါ်ပေါ်များများစားခဲ့ရပါသေးတယ်ဈေးကတော့ထင်သလောက်မပေါ်ပေမဲ့ပင်လယ်စာကတော့တကယ်ကိုပေါ်တာပါပဲ တကယ်လို့ကြုံကြိုက်ခဲ့ရင်တော့ဒဝယ်မြိတ်ကော့တောင်ဆက်တဲ့တနင်္သာရီကံယူရန်ဒေတာတွေကိုအရောက်သွားကြပါအောင်လို့လည်းပြောပြခြင်းပါတယ်။ဘီယာကျိတက်တဲ့သူတွေဖို့လည်းထိုင်းနိုင်ငံထုတ်ဘီယာစစ်စစ်တွေကိုလည်းဈေးချူချူတတ်တာနဲ့တောက်နိုင်ပါသေးတယ်။အဲလိုနဲ့ပဲကျွန်တော်တို့ကလည်းည9:00နာရီလောက်မှတဲခုဝဲအောင်ပြန်ခဲ့ကြပါတော့တယ်။နောက်တနေ့မနေ့ရောက်တော့၃ရောက်သားအလုတ်ကိစ္စလေးတွေရှိသေးတာဖြစ်တဲ့အတွက်ရေမိုးချိုးလျက်လက်ဖေးဆိုင်မှာပဲမနက်စာစားလိုက်ကြပါတယ်။ပြီးတဲ့နောက်မှာတော့ဆိုင်ငယ်ကယ်ရီနဲ့တွားရောက်ရမယ့်ရွာကလေးကိုတွားခဲ့ကြတာပါ။လူ၃ယောက်ဖြစ်တဲ့အတွက်ဆိုင်ငယ်က၃စီးငှားခဲ့ရပါတယ်။ အရိရွာလေးကတော့မြို့ရဲနဲ့အတန်ငယ်ဝေးတဲ့အတွက်ဆိုင်ငယ်ကအနေနဲ့တစည်းကို၄တောင်ပေးခဲ့ရပါတယ်။ရွာလေးကတော့တန်ငါရွာလေးတရွာပါ။အရိရွာကိုရောက်ဖို့ကဆက်လီထက်စီးရပါသေးတယ်။ဆိုင်ငယ်လမ်းမရှိလို့တော့မဟုတ်ပါဘူး။လမ်းအကျန်းတဲ့အတွက်အရိဆိုင်ငယ်လမ်းကိုအသုံးပြုသူကတော်တော်ရှားပါတယ်။မြို့ရဲကနေအဲ့ဒီဆက်လီစိတ်ကိုရောက်ဖို့အတွက်ဖြက်လာရတဲ့လမ်းနေရာလဲလူသူပြက်လက်လာပါတယ်။လမ်းရဲ့တစ်ဖက်တစ်ချက်မှာခြံွက်ကြီးတွေပဲရှိပါတယ်။ထိုခြံွက်တွေကတော့ခြံွက်ရိုက်ထားတဲ့နေရာတွေပါ။ ပြောရရင်တော့အိမ်နေတော့မရှိသေးပဲနဲ့ CEO တွေသာကာထားပြီးတော့ရောင်းချထားတဲ့ channel ဖြစ်ကြောင်းဆိုင်ငယ်ကယ်ရီမောင်းသူကပြောပြခဲ့ပါတယ်လူသူလည်းမရှိကြပါဘူးအများအပြားတော့ channel ရှိမှဆက်သွယ်ရန်ဖုန်းနံပါတ်တွေရေးထားတဲ့စိုင်းမုတ်လေးတွေထောင်ထားတာကိုတော့တွေ့ခဲ့ရပါတယ်တခုထူးခြားတာကတော့အဲ့ဒီလေစိတ်နားမှာဆိုင်ငယ်ကယ်ရီဂိတ်မရှိတာပါပဲနေရာတော်တော်များများမှာတော့ဆက်လေစိတ်ကားဂိတ်တွေမှာဆိုင်ငယ်ကယ်ရီဂိတ်တွေရှိနေတတ်ပါတယ်ထိုလေစိတ်နားမှာတော့မရှိပါဘူးကားလမ်းနားမှာပဲကယ်ရီဂိတ်ရှိနေတာပါလေစိတ်ကိုရောက်ဖို့အတွက်ကယ်ရီဂိတ်ကိုဖြတ်ပြီးတော့တော်တော်လန်းလန်းကိုရှောက်လာမှပဲလေစိတ်ကိုရောက်တာပါ ။ဘာကြောင့်မန်းလဲတော့လဲကျွန်တော်လည်းမသိပါဘူး။ပြီးတော့အဲ့ဒီဆက်လီစိတ်မှာလှေတော်တော်နဲပါသေးတယ်။လှေတောင်မှာဒစီးနှစ်စီးစာပဲရှိပါတယ်။လူလည်းတိတ်မရှိပါဘူး။ကျွန်တော်တို့လိုက်ဖို့တဲ့ဆိုင်ကယ်သမားတွေကလည်းအဲ့ဒီရွာကိုရောက်ဖို့အနည်းဆုံးအဲ့ဒီလေစိတ်ပဲရှိတယ်ဆိုပြီးပြောပါတယ်။တခြားတနေရာသွားမယ်ဆိုရင်တော့ဝေးတယ်လို့လည်းပြောပါသေးတယ်။နောက်ပြီးတော့ထပ်မလိုက်တာကတော့အဲ့ဒီရွာကနေပြန်ရင်မိုးမချုပ်ခင်ပြန်ဖို့လည်းပြောလိုက်ပါသေးတယ်ကျွန်တော်ကဘာဖြစ်လို့လဲဆိုပြီးမေးတဲ့အခါမှာတော့ဆိုင်ငယ်သမားကဒီနေရာလူရမ်းပြတ်တဲ့အတွက်ခက်လန်းလန်းမှသာ carry gate ရှိတာကြောင့်တခုခုဖြစ်မှစိုးရိမ်လို့ဆိုပြီးသားပြောပါတယ် ကျွန်တော်တို့ဘာမှဆက်မပြောခဲ့ပါဘူး။အဲဒီတော့ကျွန်တော်ကလည်းဘာမှဆက်မမေးတော့ပါဘူး။ကြာတဲ့ငွေကိုရှင်းပြီးတော့လေစိတ်ကိုဆင်းခဲ့ပါတယ်။အရင်နောက်မှာတော့အသင်းရှိနေတဲ့လေတစည်းနဲ့တစ်ဖက်ကန်းကိုကူးလိုက်ကြပါတယ်။တိတ်တော့မကြလာပါဘူး။၅မိနစ်ဝင်းကျင်မှာပဲလေမောင်းလာတော့ရွာကိုရောက်ခဲ့ပါတယ်။လေပေါ်ကနေဆင်းပြီးတော့ရွာထဲကိုရှောက်ကြည့်တဲ့အခါမှာတော့ထိုရွာလေးမှာအင်ဂျင်တရာကြော်ကြော်လောက်ရှိပါတယ်။ထိုအချိန်တုန်းကလျက်စစ်ပြီးတော့မရသေးပါဘူး။တရွာလုံးလိုလိုကဆိုလာပြားတွေပဲတုံးကြတာများပါတယ်။ကျွန်တော်တို့ကလည်းပထမဆုံးအနေနဲ့ရက်ွက်ထဲကတာဝန်ရှိသူတွေနဲ့တွေ့ပြီးတော့အလုပ်ကိစ္စလုပ်ဆရာလေးတွေကိုဆောင်ရွက်ရပါတယ်။ ကျွန်တော်တို့နဲ့ဆောင်ရွက်ရမယ့်ပုံကိုယ်တွေကလည်းသဘောကောင်းတဲ့အတွက်ကျွန်တော်တို့အလုပ်တွေကအဆက်ဆက်ရရအဆင်ပြေခဲ့ပါတယ်။ရွာသူရွာသားတော်တော်များများကတော့တံငါလုပ်ငန်းကိုလုပ်ကင်ကြသူတွေများပါတယ်။ဒီလိုနဲ့ပဲညနေလောက်မှတော့အလုပ်တွေလည်းပြည့်ပြတ်သွားတဲ့အတွက်ပြန်မှုပြင်ရပါတော့တယ်။အရင်းရွာလေးမှာကျွန်တော်တို့နဲ့အလုပ်ကိစ္စတွေနဲ့ပတ်သက်ရတဲ့ပုံကိုယ်တွေကလည်းသူတို့ရဲ့အိမ်မှာထမင်းစားသွားဖို့အတင်းမဲ့ပြောနေတဲ့အတွက်ကျွန်တော်တို့ကလည်းအာနာနာနဲ့ပဲစားခဲ့ရပါသေးတယ်။မြန်မာလူမျိုးဆိုတာကလည်းအဲ့ဒီလိုတရားတရားတွေလည်းရှိပါတယ်။ကျွန်တော်တို့အားလုံးကလည်းဘိုက်ဆန်ဆာနဲ့စားလိုက်ကြတာတယောက်ကိုနှစ်ပကံတောင်ကုန်ကြပါတယ်။ ဒါတော့သူ့အိမ်မှာညရိတ်ခိုင်းနေလို့မနေ့ကိုပြန်ဖို့ပြောခဲ့ရပါတယ်ကျွန်တော်စိတ်ထင်တော့အဲ့ဒီပုံကမပြန်စေချင်တဲ့ပုံမှာဘာကြောင့်မပြန်ဖို့တားရလဲဆိုတာကိုအဲ့ဒီတုန်းကတော့မသိခဲ့ပါဘူးမသိခဲ့လို့သာဒီလိုမျိုးထိတ်လန့်မွေရာအဖြစ်ပြက်နဲ့ကြုံခဲ့ရတာပါအဲ့ဒီလူကတော့ပြောရှာပါတယ်တတို့တွေဖះစားတရားစားတာရွတ်သွားတဲ့အနည်းငယ်ကင်းတာပေါ့တဲ့အဲ့လောက်ပဲပြောပြခဲ့ပါတယ်ခဏလောက်နေတော့ဆက်လီမောင်းတဲ့ကောင်လေးကကျွန်တော်တို့ကိုလှေနဲ့တစ်ဖက်ကန်းကိုလိုက်ပို့ပါတယ်အချိန်ကတော့အလင်းတော်တိတ်မရှိတော့ပါဘူးကျွန်တော်တို့ကလည်းယောက်ျားလေးတွေပဲဆိုတော့ကြောက်ကြောက်လန့်လန့်လည်းတိတ်မရှိပါဘူး တဖက်ကန်ကိုရောက်တဲ့အခါမှာတော့အမောင်နှောင်တော်တော်လေးများလာခဲ့ပါပြီအလင်းရောင်ကလည်းပျောက်နေခဲ့ပါပြီလေစိတ်မှလည်းဘသူ့ကိုမှမတွေ့ရတော့ပါဘူးဆိုင်ကယ်ကယ်ရီကအစားမရှိတဲ့အတွက်ခလန်းလန်းကဆိုင်ကယ်ဂိတ်ကိုပဲလမ်းလျှောက်သွားရမှာပါအစားကပြောခဲ့သလိုပါပဲဆိုင်ကယ်ဂိတ်နဲ့လေစိတ်ကအနှဲငယ်ဝေးလာပါတယ်ဒီတော့လေသုံးယောက်သားကစကားတပြောပြောနဲ့သာလမ်းလျှောက်လာခဲ့ကြရပါတယ်လမ်းမေးမှလည်းခြံစည်းရိုးတွေသာကာထားတဲ့ခြံွက်ကြီးတွေပဲရှိနေပါတယ်လူသူတွေကတော့တယောက်မှကိုမတွေ့ရတော့ပါဘူးထိုအချိန်မှာပဲသူကပြောလိုက်ပါတယ်မင်းကိုစစ်လိုက်ရှိသေးလားငါတလေးလောက်ပေးပါဦးဟာ ဒီတော့မင်းကလည်းအေးအေးဆိုပြီးတော့ပြောလိုက်ကသူ့ရဲ့ဂျောဘွေထဲကနေစစ်လိုက်ဘူးကိုထုတ်ပြီးတလိပ်ပေးလိုက်ပါတယ်အဲ့ဒီခါမှာသူရကဆက်ပြီးတော့မီးချစ်လည်းပေးုံလေကွာအဲ့လိုပြောလိုက်တော့မင်းကသူ့ရဲ့ဂျောဘွေထဲကိုလက်နိုင်လိုက်ပြီးတော့မီးချစ်ရှာပါတော့တယ်အဲ့လိုရှာလိုက်ပြီးတော့ပြန်ပြောလိုက်ပါတယ်ဟာမီးချစ်ကမတွေ့ဘူးသူရရေဘယ်ရောက်နေလဲမသိဘူးဟာမီးချစ်ကဘယ်ရောက်ရမှာလဲကွာမင်းကြီးထဲမှာပဲရှိမှာပေါ့တေချာရှာကြည့်သမ်းပါကွာလေပေါ်မှာတော့မင်းထုတ်လိုက်သေးတယ်ဥစားအဲ့ဒီခါမှာပဲမင်းကိုလည်းစဉ်းစားမိလိုက်ပြီးတော့သူ့နှစ်ဖူးကိုသူပြန်ရိုက်လိုက်ခါပြောလိုက်ပါတော့တယ်ဟာအခုမှသတိရတယ်ကွာ လေသမားကောင်လေးကိုမိကျစ်ပေးလိုက်တာဟာပြီးတော့ပြန်မတောင်းလိုက်မိဘူးနဲ့တူတယ်ထိုအခါကျမှပဲသူရကလည်းစိတ်တူတူနဲ့ပြောလိုက်ပါတော့တယ်မင်းကလည်းကွာအရာရာနဲ့အကြောင်းအကျောင်းကြီးပဲအခုစစ်လိုက်ဘလို့တောက်တော့မှလဲကွာအေးရလည်းအေးလာပြီကွာအေးပါကွာငါလည်းမေ့သွားလို့ပါဟာ तू ကစစ်လိုက်တောက်ချင်တယ်ပြောလို့မိကျစ်ရောစစ်လိုက်တလေးပါပေးလိုက်မိတာပါငါလည်းမေ့သွားပြီးတော့မိကျစ်ကိုပြန်မတောင်းလိုက်မိဘူးအဲ့ဒီအချိန်မှာကျွန်တော်ကတော့ဘာမှဝင်မပြောဖြစ်ပါဘူးကျွန်တော်ကစစ်လိုက်မတောက်တဲ့အတွက်သူတို့စကားဝိုင်းမှာဝင်မပါခဲ့တာပါဒါပေမဲ့လည်းအရှင်နာအချန်တချန်မှာစစ်လိုက်မီးအောင်ဖြတ်ခနဲ့တွေးလိုက်ရတဲ့အတွက်သူတို့ပြောပြလိုက်ပါတယ် ညောင်တွေကွာမင်းတို့ကလည်းဖြစ်မနေကြပါနဲ့တော့ဟိုမှာစစ်လိမ်မီးရောင်တကူတွေ့လာအဲ့မှတွားပြီးတော့ညှိလိုက်ကြပါကွာအဲ့လိုမျိုးပြောဆိုပြီးတော့ရှေ့ရချန်တစ်ချန်ကိုပြလိုက်ပါတယ်အရိကမှသူတို့ကလည်းကြိလိုက်ကြပါတယ်ထိုချန်ထဲကိုတေချာကြိလိုက်တဲ့အခါမှာတော့ထိုချန်ထဲမှာလူတယောက်ကစစ်လိမ်တောက်နေတဲ့ပုံစံမျိုးတွေ့လိုက်ရပြီးတော့မီးရောင်ကလည်းရဲကနေရဲကနေမြင်လဲရပါတယ်ဒီတော့မှပဲသူရကဝန်သာအာရနဲ့မီးတိုးတိုးလောက်တွတ်တိုးလိုက်အောင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ် ျွန်တော်တို့၃ယောက်ကလည်းအဲ့ဒီ channel ကိုရောက်လာခဲ့ပြီး channel ကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့အမောင်ထဲမှာလူတစ်ယောက်ကထိုင်နေတဲ့ပုံစံမျိုးကိုတွေ့လိုက်ရပြီးတော့ထိုသူစီမှာစစ်လိတ်မီအောင်ရဲရဲကိုလည်းမြင်လိုက်ရပါတယ်။အဲ့ဒီတော့သူရကလည်းအော်ခေါ်လိုက်ပါတယ်။ဗျို့ချန်ရှင်တို့ချန်ရှင်တို့အဲ့လိုခေါ်တဲ့ရဲ့နောက်မှာပဲခြံတွင်းကနေအတန်တန်ထွက်ပေါ်လာခဲ့ပါတယ်။ဟေးဘယ်သူတွေလဲကွာဒီလိုပြန်ထူးတန့်ကိုလည်းကြားလိုက်ရတော့ကျွန်တော်တို့ကလည်းတယောက်မျက်နှာတယောက်ကြည့်လိုက်မိကြပါတယ်။ပြီးတဲ့အခါမှာတော့အချင်းချင်းပြောလိုက်မိတာဟမ်ဘလို့အတန်ကြီးလေဟာအေးလေဘာတန်ကြီးလေဟာစသဖြင့်စကားတန်တွေကတူ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 နဲ့ပြောခဲ့တာပါ။ ကြားလိုက်ရတဲ့အတန်ကြီးကတော့ပုံမှန်လူတစ်ယောက်ရဲ့အတန်နဲ့မတူဘဲနဲ့အကွက်ကွဲကြီးဖြစ်နေကအာလီရှာလေးနဲ့ပြောလိုက်သလိုပါပဲပြီးတော့လေချောင်းတဲ့ကနေအစ်ပြီးတော့ထွက်လာတဲ့အာလုတ်တန်ကြီးနဲ့လည်းတူနေပါတယ်ကျွန်တော်တို့ကလည်းအဲ့ဒီလိုအတန်ကြီးကိုကြားလိုက်ရတဲ့အခါမှာတော့ကြက်သိန်းနေတော့ထားသွားမိခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီချိန်တုန်းကတော့ဘာမှလည်းသိနေသေးတာမဟုတ်တဲ့တော့ကိုယ်စိတ်ကိုပြန်ဖြေလိုက်ကြပြီးတော့သူကဆက်ပြောလိုက်ပြန်ပါတယ်စစ်လိမ်မီလေးတို့လောက်ပါခင်ဗျာကျွန်တော်တို့မီးချစ်ပျောက်သွားလို့အဲ့လိုမျိုးပြောဆိုလိုက်တဲ့အခါမှာတော့ခြံထဲကနေအော်အေးအေးခဏဆောင်ကွာလာပြီနော် အဲ့လိုမျိုးဆိုကထိုသူဟာထလာတာကိုလည်းဝိုးတော့တွေးလိုက်ရပါတယ်ဒီတော့ကျွန်တော်တို့ကလည်းအဲ့ဒီအတန်ပိုင်ရှင်ကိုစောင့်နေလိုက်ကြပါတယ်ထိုလူကအနားနီးလာတဲ့အခါမှာတော့မြင်ရတဲ့မြင်ကွင်းကပို့ပြီးတော့ရှင်းလင်းလာခဲ့ပါတယ်ထိုလူကြီးရဲ့ပုံမှန်တရံကတော့အနှဲငယ်ဝဝဖက်မှန်ယူပါဗဇက်ထဲမှာလည်းစစ်လက်တလိတ်ကိုမီးရဲနေအောင်ဖွာနေတာကိုလည်းတွေးလိုက်ရပါတယ်မြင်ကွင်းကလည်းရှင်းနေပါတယ်မြင်ကွင်းကရှင်းနေတယ်ဆိုပေမဲ့လည်းအမောင်ထဲမှာဆိုတော့တည်တည်ချာချာတော့မြင်ရခြင်းတော့မရှိပါဘူးကဲရော့မီတုအဲ့လိုမျိုးပြောဆိုပြီးတော့လက်တစ်ဖက်ကအပြင်ထွက်လာပြီးတော့စစ်လက်မီကိုလှမ်းပေးလိုက်ပါတယ် ။အရေးကမှသူရကထိုလူကြီးပေးတဲ့စစ်လိမ်မျိုးလမ်းယူလိုက်ပါတယ်။အရေးချိန်မှာပဲကျွန်တော်ကအမတ်မတင်အဲ့လူကြီးရဲ့လက်ကိုကြိလိုက်မိတဲ့အခါမှာတော့လက်ညိုးတစ်ချောင်းမပါတာကိုလည်းသတိထားလိုက်မိပါသေးတယ်။သူရကတော့အဲ့လူကြီးပေးလိုက်တဲ့စစ်လိမ်ကိုကင်လိုက်စင်မှာပဲအလန့်တကြားနဲ့ထားပါပါတော့တယ်။အမလီဗျာအားရောက်နေစစ်လိမ်မျိုးမဟုတ်ဘူးအားရောက်လက်ပြက်ကြီးလက်ပြက်ကြီးအဲ့လိုအော်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့ကလည်းကြောင်သွားခဲ့ပါတယ်။စစ်လိမ်မလို့မီးရဲနေရပါဘော။ ါဆိုဒီကောင်လက်ပြက်ကြီးဆိုတော့ဒီကောင်ဘာကြောင်တာလဲဆိုပြီးတော့အနားကိုတိုးကြည့်လိုက်မိပါတယ်ထိုအခါမင်းကိုကလည်းကျွန်တော်လိုပဲသူရနားကိုလာလိုက်ပြီးတော့သူ့လက်ထဲကစစ်လိုက်မိရဲရဲကြီးကိုကြည့်လိုက်ပါတော့တယ်ထိုအခါမှာကျွန်တော်တို့တွေ့လိုက်ရတာကအဲ့ဒီမီးရဲရဲကြီးကစစ်လိုက်တက်လိုက်မဟုတ်ပဲလက်ချောင်းပြတ်တစ်ချောင်းမှာထိုလက်ချောင်းရဲ့ပြက်နေတဲ့နေရာကနေစစ်လိုက်မိလို့မျိုးမီးရဲရဲတောက်နေတာကိုလည်းတွေ့လိုက်ရပါတော့တယ်ထိုအခါမှာတော့ကျွန်တော်တို့အားလုံးကလည်းငဲတံပံကိုအော်ဟစ်လိုက်ပြီးတော့အဲ့ဒီလက်ချောင်းပြတ်ကြီးကိုပစ်ချတာကအဲ့ဒီနေရာကနေအမြန်ဆုံးပြေးထွက်လိုက်ကြပါတယ်အဲ့ဒီအခါမှာတော့ထိုချံကြီးတွေကနေတဟားဟားနဲ့အကွဲတံကြီးနဲ့ရဲနေတာကိုကြားလိုက်ရပါတယ် ဒီတော့မှကျွန်တော်တို့အားလုံးကလည်းပြေးထွက်ရင်ဗဇက်ကလည်းဖះစားတွေကိုအဆက်မပြတ်ရွတ်လိုက်ကြကအနောက်ဘက်ကလည်းလက်မကြည့်နိုင်တော့ပါဘူးအနောက်မှာတော့အတန်နဲ့ကြီးနဲ့တဟားရေတန်ကြီးကလည်းတကယ်ကိုကြောက်စရာကြီးပါဒါပေမဲ့၃ရောက်စလုံးကဖះစားတွေယူရင်းနဲ့ပြေးလို့လာတော့မသိပါဘူးအနောက်ကနေလိုက်လာတဲ့အတန်ကိုတော့မကြားခဲ့ရပါဘူးဒီလိုနဲ့ပြေးလာရင်လည်းဆိုင်ကယ်ဂိတ်ကိုလက်မြင်ရတော့မှပဲစိတ်ရေးနိုင်မှာတော့တယ်ထိုအခါမှာတော့ကျွန်တော်တို့ကြုံခဲ့ရတဲ့နေရာကိုလမ်းကြည့်လိုက်တဲ့အခါမှောင်မဲနေပြီးတော့ကြောက်ဖို့လည်းကောင်းလာပါတယ်ဒါ ਉਹ မကြောက်မရွံ့ဖြတ်လာတဲ့ကိုကူကူကိုလည်းအံ့ဩနေခဲ့မိပါတယ် အရင်နောက်မှာတော့ဆိုင်ငယ်35လိုက်ကတဲခုကံကိုပြန်ခဲ့ကြရပါတယ်။လမ်းမှာတော့ကျွန်တော်ကိုဆိုင်ငယ်သမားကမေးပါတယ်။ငန်းကြီးတို့ေငန်းကြီးတို့ကဒီလီစိတ်ကနေပြန်လာကြရလား။ဟုတ်ဟုတ်ပါတယ်ဗျာ။ဘာဖြစ်လို့လဲ။အဲ့လိုမျိုးကျွန်တော်တို့ကပြန်မေးလိုက်တဲ့အခါမှာတော့ကယ်ရီသမားကအံ့ဩသွားတဲ့အတန်နဲ့ပြန်ပြောလာပါတယ်။ဟာဒီနေရာကြောင့်မင်းတို့မသိဘူးလားညီလေးတို့ရ။ဒီနေရာကညညဆိုအရန်ခြောက်တာဟာအเจ้าမရှိပဲဘယ်သူမှမသွားရကြအောင်။သူတို့ရွာလူတွေတောင်ဒီလိုညဘက်ဆိုရင်ဟိုဘက်ကလေစိတ်ကနေပတ်ပြီးတော့မြို့ထဲကိုလာကြတာ။အဲ့ဒီလေစိတ်မှာသူတို့ရွာဆိုင်ငယ်တွေလည်းအပ်ထားလို့ရတယ်လေ။ဟုတ်လားဗျာ။ ကျွန်တော်တို့လည်းမသိလို့ပါဗျာဒီလိုမှန်းသိရင်ဒီလမ်းမပြောင်းခဲ့ပါဘူးအေးကွာတော်သေးတာပေါ့မင်းတို့ဘာမှမဖြစ်ခဲ့လို့နောက်ဆိုရင်တိတိကျကျမေးစမ်းပြီးမှသွားကြဟာအဲ့လိုမျိုးပြောလာခဲ့ပါတယ်ကျွန်တော်တို့လည်းတဲခုကံကိုပြန်ရောက်တဲ့အခါမှာတော့သူတို့နှစ်ယောက်ကိုဆိုင်ကသမားပြောပြတဲ့အကြောင်းကိုပြန်ပြောပြလိုက်လေတော့သူတို့လည်းအံ့ဩပြီးတော့ထိတ်လန့်သွားကြပါတယ်ကျွန်တော်လည်းအတူတူပါပဲမသိလို့သာအဲ့ဒီလမ်းပြောင်းခဲ့ကြတာပါဒါကြောင့်မဲအဲ့ဒီရွာလူတွေကကျွန်တော်တို့ကိုညဘက်ကြီးမပြောင်းစေခြင်းတဲ့အကြောင်းကိုအခုမှပဲတွေးလိုက်မိပါတော့တယ်သူတို့တွေကဖွင့်ပြောလိုက်လို့ရှိရင်ကြောက်မှဆိုလို့မပြောဘဲနေခဲ့တာလို့ပဲကျွန်တော်တို့ထင်လိုက်ပါတယ် အခုချိန်ဒီပြန်တွေးမိတဲ့တကယ်ကိုအသေးရွယ်ဖြစ်ရလေတခုပါပဲဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေရေးရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်